မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ဒီဇင်ဘာလကုန်တဲ့အထိတင်ရာဒီဘွားရီရဲ့အကြောင်းကိုခြေတိုင်းနခရဗေဒနိစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်ဩဂုတ်လ18ရက်နေ့ကနေစတင်ဘာလ16ရက်နေ့တွင် မွေးဖွားကြသူတွေဟာတင်ရာဒီဘွားများဖြစ်ကြပါတယ်တင်ရာဒီဘွားရီအနေနဲ့အခု2025ငါကုတိနှစ်ကုန်တဲ့အထိကတော့အခက်အခဲတွေနည်းနည်းရှိပါလိမ့်မယ်အလုပ်ကိစ္စ ိုးရင်ကိစ္စယာဓုကိစ္စအကြီးကဲနဲ့ဆိုင်တဲ့ကိစ္စတွေမှာပူပင်တော့ကရောက်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်လုပ်ငန်းတိုးချဲ့တာအလုပ်ကိုင်ကြီးပြောင်းလဲလုပ်တာနေရာထင်းပြောင်းတာတွေအားလုံးကိုစဉ်းစားပြီးတော့မှစနစ်တကျလုပ်ဆောင်မှုလုပ်ပါလိမ့်မယ်အခက်အခဲတွေကြားကြတယ်အောင်မြင်မှုတွေရရှိပါလိမ့်မယ်ဝန်ထမ်းတွေအနေနဲ့ကတော့အခွင့်အလမ်းကောင်းတွေရနိုင်တယ်လို့ယာဓုတိုးတာမျိုးတွေလည်းအခက်အခဲတွေကြားကအစီအပြေဖြစ်သွားမှုတွေလည်းကြုံတွေ့နိုင်ပါတယ် ငွေကြေးကိစ္စတွေမှာအခက်အခဲအကြက်တဲတွေရှိနိုင်ပေမဲ့မိမိကိုကူညီပေးမဲ့သူတွေထောက်ပံ့ပေးမဲ့သူတွေအားလုံးကလည်းပေါ်လာပါလိမ့်မယ်ထောက်ပံ့ပေးမဲ့သူတွေကူညီမဲ့သူတွေကျုံ့ပြလာပါလိမ့်မယ်လူငယ်ပိုင်းအများအနေနဲ့ကတော့ပညာရေးမှာရမကြက်ကြီးထားပြီးတော့မှအခုတည်းပို့ပြီးတော့စူးစမ်းဖို့လိုအပ်ပါတယ်။တင်ရည်ဘွားတွေအနေနဲ့အခုနှစ်ဟာစမ်းပွင့်တဲ့နှစ်ဖြစ်တဲ့အတွက်အခြေရေးအင်တော်ကြီးကိစ္စတွေမှာစမ်းပွင့်ပြီးတော့မှ အစီအပြေမဲ့အချိန်ကာလဖြစ်ပါတယ်။ကျမကြီးအနေနဲ့တင်ပြရမှာလို့ရှိရင်တော့ခေါင်းမူတာခေါင်းကဲ့တဲ့ယောဂတွေကိုခံစားအမှဖြစ်ပါတယ်။အဲ့ဒါပြင်အဆိုင်ယောဂလေထိုးလေအောင်ယောဂတွေလည်းဖြစ်ပွားနိုင်တဲ့အတွက်အထူးဦးစိုက်ဖို့အတွက်လိုအပ်ပါလိမ့်မယ်။ဆောင်ရဆောင်ရတွေကတော့ဒီဒီဝတ္တပိခါရတော့ကိုနန်းနဲ့အိယာထရင်ကိုကောက်ညာအိယာဝင်ရင်ကိုကောက်ဇုဖတ်ပူတော်ဖို့လိုပါလိမ့်မယ်။မိမိအသက်စိတ်ညွန့်နိုင်တော့ပို့ပြီးတော့ကောင်းမွန်ပါတယ်။ အင်းကြီးအနဲ့ရောင်အပြာရောင်ဝိစဉ်တာမျိုးတွေကိုရှောင်ရပါမယ်အရက်ဘီယာတောက်တာတွေကိုရှောင်ရပါမယ်အနောက်မြောက်တောက်အရက်ကိုခီးသွားတာမျိုးတွေလည်းအထူးရှောင်ကျင်ဖို့လိုအပ်ပါတယ်စနေနေ့နဲ့တနင်္ဂနွေနေ့အစီအပြေတဲ့ရက်တွေမှာနွားနုံးနဲ့ခေါင်းကလောင်းပြောင်းမှရချိုးပေးဖို့လည်းလိုအပ်ပါလိမ့်မယ်တင်ရည်ပွားများကျမ်းမာချမ်းသာလိုအပ်ဆန္ဒတွေပြေဝကြပါစေ